ဒဝဲမြို့မှာငါးဖမ်းလေးဝင်လို့ရွာပြန်လာတဲ့လူငယ်အမျိုးသား၃ဦးစစ်မှုထမ်းစုဆောင်းခံရတဲ့အကြောင်းမိသားစုနဲ့နှိဆက်သူတွေကပြောပါတယ်။မန္လာလေးရနေ့မနက်၁၇နာရီလောက်ကဒဝဲမြို့မှာငါးဖမ်းလေးဝင်တဲ့အတွက်အလုတ်သိမ်းပြီးအိမ်ပြန်ချိန်ကမျိုးကင်းတနာနာမှဆက်စည်းနေတဲ့စက်ကောက်စီတပ်ကဖမ်းဆီးခဲ့တာပါ။ အသက်16နှစ်အရွယ်လူငယ်တအူးဟာလောင်းလုံးမျိုးနဲ့မောင်မကန်ရွာသားတွေဖြစ်ပြီးတလီတဲအတူငါးဖန်းလုပ်ငန်းလုပ်တဲ့သူတွေဖြစ်တယ်လို့မိသားစုဝင်တွေနဲ့နှိဆက်သူတွေစီကသိရပါဗျ။ဖန်စီခန့်ရတဲ့တဲ့င်းကြားရပြီးနောက်မိသားစုဝင်တွေကဒိုဝဲမြို့ကိုလိုက်သွားချင်းစူပေါင်းယုံမခေါ်ထားတာကိုတွေ့ရပေမဲ့လူချင်းတွေ့ခွင့်မရခဲ့ဘူးလို့ဆိုပါတယ်။အဲ့ဒီနောက်ဒီကနေ့မတ်လ14ရက်နေ့အထိနောက်ထပ်အဆက်အသွယ်မရတဲ့အတွက်မိသားစုဝင်တွေက စိတ်ပူနေကြပါဗျ။ စက်ကောက်စီတက်နဲ့ဘျူစောထီအဖွဲ့ဝင်တွေဟာ DDPC ဇေဝစစ်တာနာကကမြိုကင်းတရာဟောင်းနာမှာခီးသွွားတွေကိုမကြခနာဆိုတလို့ရှောက်တခင်ဆက်ဆေးလေးရှိတဲ့အကြောင်းခီးသွွားဒေတာခန့်တွေစီကတီးရပါတယ်ဒါအပြင်မလ17ရက်နေ့ကစပြီးကမြုတ်ကင်းတရာဆက်စည်ရေးဂိမ်းမှာလေစကောက်စီတပ်သားတွေကတတရရှိတဲ့ခီးသွွားပြည်သူတွေကိုရှောက်တခင်ခေါ်ယူကမတ်ပုတ်တင်နေရလိပ်စာတွေကိုတက်ဘလက်သုံးပြီးစောက်ဝေးဆက်စည်မေးမြန်းတာတွေလုပ်နေတယ်လို့လည်းခီးသွွားဒေသခံတွေကပြောပါတယ်။